မော်တော်ကားအသွင်းပိုင်းလေသာကုန် dashboard နဲ့ CRN တွေကိုပြုပြင်အကြောင်းပြောင်းကာဝယ်ထိန်းသိမ်းတာတွေကို ISO 9001တက်မှတ်ရနိုင်ငံတကာအသိပညာနီးပညာတွေနဲ့အတူအကောင်းဆုံးဝန်ဆောင်မှုတွေကို Gala Global International Myanmar Service Center ကပေးနေပါပြီ။ပေါ်နေပြီလေတဲ့လူကရကြကျန်တဲ့ညွှာပြီးကြသားတွေအဲ့ဒါအောင်မကျေနပ်ဘူးမကျေနပ်တော့လေဇာပိမဲ့လည်းမတတ်နိုင်ဘူး EOD တိုင်းမှာ DA.1500 အေကဖွဲ့စည်းပေးမဲ့အစည်းအဝေးမှာဒေရီရမျိုးမပါဝင်သလို ဒီရေတောတွေပြုံးတိနေတဲ့ဒေဒီယဲမျိုးဟာတဘာဝဘေးအန္တရာယ်တွေကိုလည်းစိုးရိမ်နေရပါတယ်။ဒေဒီယဲအမတ်ဒေါက်တာဒေါခင်ညိုဟာဒေသခံတွေစီကဒီရေတောပြုံးတိနေတာတွေနဲ့ပတ်သက်လို့မကြာခဏပြောဆိုတဲ့တွေကိုကြားရသလိုအေအဝီတိုင်းမှာဒီရေတော1500ဧကဖွဲ့စည်းဖို့သတင်းစာထဲမှာပါလာခဲ့ပေမဲ့ဒီဒီယဲမျိုးမပါဝင်တာကြောင့်ဒီရေတောဖွဲ့စည်းပေးဖို့အဆိုကို တင်သွင်းဖို့ဖြစ်လာခဲ့ပါတယ်။ဒီဒီယဲမျိုးဟာနာကိမုံတိုင်းမှာအထူးအခိုက်များခဲ့သလိုနောက်ထပ်မုံတိုင်းအန္တရာယ်တွေကိုလည်းစိုးရိမ်နေပါတယ်။ ဗီဒီယိုမှာ NGO တွေဒီရတော့လာရောက်စိုက်ပျိုးတာမျိုးတွေရှိခဲ့ပေမဲ့မအောင်မြင်ခဲ့သလိုဒီရတော့ပြုံးပြီးလို့လွတ်နေတဲ့မြေနေရာတွေမှာလယ်တွေဝင်စိုက်ပြီးဒေသခံတွေနဲ့လယ်ပိုင်ရှင်တွေအကြားအငင်းပွားမှုတွေကလည်းရှိနေသေးတဲ့အကြောင်းကိုဒေါက်တာဒေါခင်ညိုကအခုလိုပဲရှင်းပြခဲ့ပါဗျာပထမကတော့ဒီထင်းခုတ်တာပေါ့ထင်းခုတ်ရာနေပြီးတော့ထင်းခုတ်တဲ့နေရာမှာလွတ်သွားတော့ လေဝင်ဆိုင်တယ်လေဝင်ဆိုင်ရင်ဆိုင်ရင်ကနေပြီးတော့လေဧကတတိယများလာတယ်65 66လောက်မှာဒီတိုင်းဆိုးရနေပြီးတော့တရားဝင်လို့ဖွင့်ပြခဲ့တယ် တယ်စိုက်ကြဆုံးတော့အဲ့လိုမျိုးအရင်ဝင်ခွင့်ပြုခဲ့တယ်ပေါ့နော်ဒါကတို့ပြောချက်ဒေသခံပြောချက်အရာကျွန်မပြန်ပြောပြဆိုတော့အပေါ်ခွင့်ပြုချက်ရတော့ထပ်ပြီးတော့ခုတ်ပြီးတော့ထပ်ပြီးတော့စိုက်ကြတယ်ဆိုတော့လယ်မြေတွေကအခုအေကတော်တော်များများရှိလာတယ်ပေါ့နော်အဲ့တော့ပြီးတော့လယ်ပိုင်းရှင်တွေကိုညတဲ့လူကအခုစိုက်တဲ့လူကအပြေလဲတဲ့လူတွေကရကြတာပေါ့အပေါ်နဲ့ပြေလဲတဲ့လူကရကြတယ်ကျွမ်းနဲ့ကျွာပြီးကြသားတွေကအဲ့ဒါအောင်မကျေနပ်ဘူးမကျေနပ်တော့လဲဇာပြီးမဲ့လည်းမတတ်နိုင်ဘူးနော်ဟိုလယ်စိုက်နေတဲ့လူကလည်းဖယ်မပေးဘူးဆိုတော့ကြောင်နဲ့ကြောင်နဲ့ကရွာကန်နေ နဲ့လက်ရှင်နေနဲ့အဲအချင်းများကြတာပေါ့လေမပြီးနိုင်ဘူးကုတ္တိလည်းမပြီးသေးပါဘူးသူတို့ရန်တယောက်တယောက်ဆောင်းနေကြတော့မှဒါကြောင့်ဒီကိစ္စအောင်ပြည်လဲစေခြင်းနဲ့စေတနာနဲ့ကျမအဆိုအရနိုင်ငံတော်ဒီကိုပြည်တော်စုဆိုအောင်တင်ပြခြင်းဖြစ်ပါတယ်မေလ30ရက်နေ့မှာကျင်းပတဲ့ပြည်သူ့လွတ်တော်အစည်းအဝေးမှာဒေဒီအမတ်တင်သွင်းခဲ့တဲ့ဒီရတော်ဖွဲ့စည်းပေးဖို့အဆိုကို AR တိုင်းကပြည်သူ့လွတ်တော်ကိုယ်စားလှယ်တအူးကထောက်ခံဆွေးနွေးခဲ့တာမို့ဒီအဆိုနဲ့ပတ်သက်ပြီးလက်ခံဆွေးနွေးဖို့ လာမယ့်ကြာသပတေးနေ့ထက်နောက်မကျပဲနာမည်စီးရင်တင်သွင်းဖို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကကြေညာခဲ့ပါတယ်